မင်္ဂလာပါရှင်ကျမတော်ကူခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဖဝရန်ထုတ်ခံထားတဲ့အာနာသိန်းစစ်ကောင်ဆောင်ဖူးချုပ်မှုကြီးမင်းအောင်လိုင်ဟာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့ရုရှားနိုင်ငံကိုချစ်ကြည်ခရီးသွားရောက်မယ်လို့မတ်လ၁ရက်နေ့ကစစ်ကောင်စီရဲ့သတင်းစာတွေမှာဖော်ပြပါဗျာဒီခေတ်စဉ်မှာစီးပွားရေးချစ်ကြည်ရေးလုံခြုံရေးဆိုင်ရာနဲ့ကဏ္ဍပေါင်းစုံမှာမဟာပြူဟာမြောက်ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေကိုဆွေးနွေးမယ်လို့လည်းထုတ်ပြန်ပါတယ်။ စစ်ကောင်းဆောင်ရဲ့ရုရှားခီးစင်မှာရုရှားသမ္မတနဲ့ရုရှားနိုင်ငံဝန်ကြီးချုပ်တို့အပြင်လွှတ်တော်ဥက္ကဋ္ဌနဲ့လည်းတွေ့ဆုံဖို့ရှိတယ်လို့သိရပါဗျ။စစ်ကောင်းစီဟာရုရှားနိုင်ငံနဲ့တဝဲအထူးစည်းဝါးရေးဆောင်မှာယင်းနှမြုံနံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လွှာ MOU ကိုလက်မှတ်ရေးထိုးထားကြောင်းဖေဖော်ဝါရီလ24ရက်နေ့မှာထုတ်ပြန်ခဲ့သလိုရုရှားနိုင်ငံကိုမြန်မာလူသားတွေစေလွှတ်မဲ့အစီအစဉ်ကိုလည်းအခုရက်ပိုင်းအတွင်းမှာပဲထုတ်ဖော်ပြောဆိုထားပါတယ်။ အခုခီးစဉ်ဟာစစ်ကောင်းဆောင်ရဲ့လေးချိန်မြောက်ရုရှားခီးစဉ်လည်းဖြစ်ပြီးနိုင်ငံတကာတရားရုံးရဲ့ဖန်ဝရံထုတ်ပြီးတဲ့နောက်ပြပကိုပထမဆုံးအကြိမ်သွားရောက်မဲ့ခီးစဉ်လည်းဖြစ်ပါတယ်ရှင်။ကီနီပြည်နယ်နဲ့ဖဲခုံမြို့နယ်ကနေအိမ်တွေဟာစစ်ကောင်းစီရဲ့လက်ချက်ကြောင့်ဖေဖော်ဝါရီလတလအတွင်းပြည်သူ၉ယောက်သေဆုံးကနေအိမ်90ကျော်ထိခိုက်ပျက်စီးခဲ့ရတယ်လို့တိုးတက်သောကီနီပြည်သူအင်အားစု PKPF စရဲအရာသိရပါဗျ။ 2025ခုနှစ်ဇန်နဝါရီလကစစ်ကောင်စီလက်ချက်ကြောင့်ပြည်သူ၈ယောက်သေဆုံးတဲ့နေအိမ်32လုံးပျက်စီးခဲ့ရပြီးဖေဖော်ဝါရီလမှာပြည်သူ၉ယောက်သေဆုံးခဲ့ကနေ82လုံးအထိထိခိုက်ပျက်စီးခဲ့ရတယ်လို့ PKPF ရဲ့တာဝန်ရှိသူတဦးကပြောပါရယ်ဖေဖော်ဝါရီလတတိယအပတ်ထဲမှာစစ်ကောင်စီရဲ့မိရှုမှုတွေမိလောင်ပုံပစ်ခတ်မှုတွေကြောင့်မိုးပြေကနေအလုံး30ထပ်မနေပျက်စီးခဲ့ရတယ်လို့ IEC အတွင်းရေးမှူးဥပညာကပြောပါရယ် စစ်ကောင်စီတပ်ကမီးလောင်ဘုံတွေအသုံးပြုပြီးပြည်သူနေအိမ်တွေကိုပစ်ခတ်တာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်ပြုလုပ်နေတာကြောင့်ပြည်သူတွေထိခိုက်သေဆုံးပြီးနေအိမ်တွေပျက်စီးခဲ့ရပါတယ်ရှင်။ကင်ဘီနေကော့ဂရိတ်အရှိတ်အာရှလမ်းမကြီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကကြေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်နေအိမ်အလုံး200လောက်နဲ့ဘုံကြီးကျောင်း3ကျောင်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ အာရှလန်နဲ့မြောက်ဝရီမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စက်တင်ဘာလဒုတိယအပတ်ကစတင်ပြီးတကြော့ပြန်ထိုးစစ်ဆင်နေတဲ့အောင်စရာစစ်ကြောင်းနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းစစ်ကြောင်းတို့နေတိုင်းလူလူတိုက်ပွဲတွေပြင်းထန်နေတာပါတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်ကမြေပြင်လက်နက်ကြီးအပြင် drone တွေနဲ့အဆက်မပြတ်ဘုံးကျဲတိုက်ခိုက်နေတာလို့သိရပါတယ်။ဖေဖော်ဝါရီလ29ရက်နေ့ကနေမတ်လ1ရက်နေ့အထိ3ရက်တာအတွင်းပြည်သူစုစုပေါင်း900ကျော်ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။ လိုင်းပွဲမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟောင်းထိုင်းနိုင်ငံတခရိုင်ထောက်ဆောင်ရဲမြို့နယ်မဲဦးစုအုပ်စုနယ်မျက်နှာချင်းဆိုင်မှာတရှိပြီးနေဆက်နဲ့မိုင်ဝက်ကြော်ပဲဝေးကွာတာကြောင့်ထိုင်းဘက်ခြမ်းကလည်းစစ်ကားတွေနဲ့လုံခြုံရေးတင်းကျပ်ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ရှင်စစ်ဆောင်ဦးရီတိုးလာတဲ့အတွက် KNY စစ်ဆောင်စခန်းတွေမှာတောက်ရီသုံးရီထောက်ပံ့မှုလိုအပ်ချက်တွေပိုလိုအပ်လာနေပါတယ်။ Morris ကပြောပြပေးပါလိမ့်မယ်ရှင်။ မိုးပြဲဖေကုံဘက်ကတိုက်ပွဲတွေကြောင့်စစ်ဆောင်လာရတဲ့ဥယျာဉ်တွေဟာစစ်ဆောင်စခန်းတွေမှာထပ်တိုးလာနေပါတယ်။ဒီမော့ဆိုအနောက်ဖက်ခြမ်းကလူရည်များတဲ့စစ်ဆောင်စခန်းတွေမှာတော့တောက်ရည်တုံးရည်တွေကိုအကန့်အသတ်နဲ့တုံးနေရပြီးနွေရာသီမှာဂရင်နီပြည်နယ်ကစစ်ဆောင်စခန်းအများစုဟာရေပြတ်တဲ့တံကိုပုံမှန်ရင်ဆိုင်နေကြရတာပါ။အိမ်နောက်စုတစုကိုနေ့စဉ်ရေအကန့်အသတ်နဲ့တုံးနေရတဲ့စစ်ဆောင်စခန်းတွေမှာဝမ်ပြက်ဝမ်ရှော်ယောဂါ အရေးပြားယောဂါတွေကိုခံစားနေရပြီဖြစ်တဲ့အတွက်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေပါလိုအပ်နေတာလို့ဆစ်ဆောင်တို့က DVB ကိုပြောပါတယ်ဒီပုံမှန်နှစ်တိုင်းပဲဟိုရေလူရှင်ရှိတယ်ဆိုရင်တော့မှတိန်တော်ကိုတရက်ကိုဒီကန်တတ်နဲ့ရေတုံးရတယ်ပေါ့နော်ဒီငန်းကလာပုံအဲတပုံးလားနှစ်ပုံးလားအဲ့လိုမျိုးခွဲတိုင်းအဲတုံးရတယ် တခါတလေလူရှင်ပြတ်သွားရင်တော့ရေတော့အာလာပို့ပေးတယ်ဒါပေမဲ့လို့တဘုံ2000 3000အဲ့လိုပေးဝေရတဲ့ရှင်နေမျိုးမှရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီရေကိုပဲအာချိုးတဲ့ရေကိုအဝတ်ပြန်လျှော်တာတို့အဲ့ဒီကနေပြီးတော့မှအိမ်သားရေပြန်သုံးတာတို့ပေါ့နော်ဒီလိုအာပြန်သုံးရတာရှိတယ်အဲ့ဒီရဲ့ဟိုနော်ဆက်တွဲကဒီဝမ်ပြေဝမ်လျှော်ဖြစ်တဲ့ဟာဒီဒီကူကြီးမတန်ရှင်းလို့ပေါ့နော်ဒီအရင်ပြား အာယောဂဖြစ်တာတွေလည်းရှိတယ်ပေါ့နော်ရေကားတစ်စီးကို9000ထိဈေးပေါက်ပြီးလူကြီးရာနဲ့ချီရှိတဲ့စစ်ဆောင်စခန်းတွေမှာဆိုရင်ရေလူရှင်လာပြီးမှမလောက်ကြဘူးလို့ဒေတာအတွင်ရေလူနေတဲ့အဖွဲ့တွေကဆိုပါတယ်လမ်းဘက်ဆက်သွယ်ရေးခတ်ပြီးအလူရှင်မရောက်နိုင်တဲ့နေရာမျိုးကစစ်ဆောင်စခန်းတွေမှာရေကိုဝယ်သုံးနေရပြီးမြေပြင်မှာကူနေတဲ့အဖွဲ့ထက်စစ်ဆောင်ဥယေကတိုးလာတဲ့အတွက်လည်း ကူညီနေတဲ့အဖွဲ့တွေနေရအနှက်မရောက်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ရေလူဖွဲ့တစ်ဖွဲ့ရာ TV ကိုပြောပါတယ်။တချို့တွေကရေကားတွေမဝယ်နိုင်ဘူးပေါ့နော်။တချို့ရေကားကတစ်ခေါက်ကို 3000ရှိလို့တချို့က4000ရှိတယ်5000ရှိတယ်အဲ့လိုမျိုးဆိုတော့ဒီဆစ်ဆောင်တကန်တစ်ခုမှဆိုရင်အ ਨੇ ဆုံးလူဦးရေဥပမာအတက်ရနဲ့အထက်မှာရှိလို့200 300 400 500ကျော်အထိအဲ့လိုစကန်နေရရှိတယ်ပေါ့နော်အာလူဦးရေများရင်များသလိုရေကတော့လိုအပ်မှုတွေကတော့များများစွာနဲ့ရှိတယ်ပေါ့နော် ခလင်းလင်းရန်ကုန်အဖွဲ့ကတော့ခရင်နီပြည်တယ်ထဲမှာရှိတဲ့တောက်ရီတန့်လိုအပ်နေတဲ့စပေးရှောင်းတွေငွေကြေးအဆင်မပြေတဲ့သူတွေနဲ့စေယုံစေခန်းတွေအတွက်တောက်ရီတန့်အခမဲ့ပေးဝေနေတဲ့အကြောင်းထုတ်ပြန်ထားပါတယ်ကျွန်တော်မော်ရစ်ပါ TV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်